တိတ်ကိုစိတ်ဝင်စားစရာကောင်းလာတဲ့ဟာတရုပ်ရှင်ဇက်ကားတကားရဲ့ပုံရိပ်တွေကိုပရိသတ်များမြင်တွေ့ခဲ့ရတာပဲဖြစ်ပါတယ်မြတ်ပရိသတ်တွေလည်းကြိုင်းနေတတ်မယ်လို့ယုံကြည်ပါတယ်ဗျာဟုတ်ကဲ့ပါဒီရုပ်ရှင်ဇက်ကားကြီးကိုလည်းဒါမကြခင်မြေမှာပဲယုံတင်ပြတ်သားသွားတော့မှာဖြစ်ပါတယ်အခုနောက်ထပ်အနေနဲ့ဒါခုနကလည်း pressure အခမ်းအနားယူတင်ဆက်ပေးပြီးသွားပြီဆိုအခုနောက်ထပ်ပွဲတစ်ပွဲကိုထပ်မံပြီးတော့တင်ဆက်ပေးခြင်းပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့ပဲပြောပြလိုက်ပါတော့မယ်ဗျာဒါကတော့ပကြီးဆရာကြီးမောင်ဒီရဲ့86နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်ဖြစ်ပြုလုပ်ခဲ့တဲ့ Lightbird Art Solo Show ကိုဆက်ပြီးပြောပြခြင်းပါတယ်ဗျာဆရာကြီးအနေနဲ့ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ခံစားချက်တွေရှိတာကြောင့် ယ်။နောက်ပြီးတော့ဒီပြပွဲဖြစ်လာတဲ့အကြောင်းလေးကိုလည်းဒါကိုစောရရနေထပ်ပြီးတော့ပြပြပေးပါမယ်ဗျာ။ဟုတ်ကဲ့ပါဒီပြပွဲရဲ့ဒါရည်ရချက်ကိုပေါ့နော်။ဒါဒီဆရာကြီးညွှန်းဆိုတာဆိုလို့ရှိရင်တော့27ရာစုတွင်ကဘာပေါ်ရှိမြေပြင်နိုင်ငံမှာငြိမ်းချမ်းစွာနေခြင်းလို့မရ။ထို့ကြောင့်အလင်းငယ်ပကြီးပြပွဲဖြစ်လာရသည်ဆိုပြီးတော့ညွှန်းဆိုထားပါတယ်ခင်ဗျာ။ဟုတ်တယ်။ဒီတော့ဒီပွဲကိုတော့အလှတ်ပကြီးပြခန်းမှာဩဂလ9ရက်ကနေပြီးတော့15ရက်နေ့အထိပြသတော့မှာဖြစ်တယ်ဆိုတဲ့အကြောင်းကိုပရိသတ်တွေအတွက်သတင်းပေးတင်ဆက်ပေးလိုက်ပါသေးတယ်ဗျာ။ ဟုတ်ကဲ့ပါဗကြီးပြပွဲအပြီးမှာတော့ဒါပြိသက်တွေကိုတေးစီရီမိတ်ဆက်ပွဲတစ်ခုကိုခေါ်သွားကြပါတယ်ခင်ဗျဒီတေးစီရီမိတ်ဆက်ပွဲကတော့မြန်မာပလာဇာမှာကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်ဒေးသန်ရှင်အောင်စောရဲ့ထာဝရချစ်သူတွေနဲ့ပေးထားတဲ့ဒေးအယ်ဘမ်ပရိုမိုရှင်ပွဲခန်းနာကိုပြိသက်များအနေနဲ့ဆက်ပြီးတော့မြင်တွေ့ရမှာပါဗျာ ဟုတ်ကဲ့ပါတေးသန့်ရှင်အောင်စွာဆိုလို့ရှိရင်တော့ဒါပြိသက်တီးပြီးသားဖြစ်တဲ့ပြိသက်နဲ့ရင်းနှီးပြီးသားတေးသန့်ရှင်ဖြစ်တဲ့ဒါအောင်ထက်ဟုတ်ကဲ့ကျွန်တော်တို့အိမ်မက်ဆုံရရသက်ပန်စီစဉ်ဝမ်းရဝင်တာလည်းဖြစ်တယ်ပြီးတော့ပြိသက်တည်းရဲ့အသေးဆွဲဒါအဆူတော်တူလည်းဖြစ်တယ်အောင်ထက်ရဲ့သူကအကိုရင်းဖြစ်တယ်ဗျာအောင်စွာဟုတ်ပါတယ်အာသူတို့နှစ်ယောက်အနေနဲ့ဒါဂီတာညီကိုနှုတ်လို့ပြောလို့ရမှာဗျာသူတို့ရဲ့တချင်းတန်တွေကလည်းဒါပေမဲ့ဂီတာညီကိုနှုတ်ဖြစ်ပေမဲ့ဒီအောင်ထက်ရဲ့အကိုကိုအောင်စွာအနေနဲ့သူကဒီဒီအဲထဲမှာဆိုလို့ရှိရင် country style လေးတွေအဓိကအသားပေးထားတဲ့ day album တစ်ခုပဲဖြစ်ပါတယ်ဒီတော့ ပရိသတ်တွေအနေနဲ့ဒီ promotion ပွဲခန်းတာတွေကိုကျွန်တော်တို့အပြောထဲနေမကဘဲနဲ့ဒါအမြင်ထဲမှာခန်းစားလို့ရအောင်ပြသချင်ပါတယ်ဗျာ။ ဲ့ကျွန်တော်ကဒါဘာမလို့ဒုတိယ air band ပေါ့ပထမတော့ကတော့ကျွန်တော် audio ဘက်ထွက်ခဲ့တာပေါ့နော်ဒါပေမဲ့ media တွေနဲ့တိတ်ပြီးတော့မချိတ်ဆက်မိဘူးအဲကိုယ့်ဟာကိုယ်ကိုလို့ချင်တာလုပ်လိုက်တာဒါပေမဲ့ဒီခွေမှာတော့ကျွန်တော်အများကြီးမျှော်လင့်ထားတယ်မျှော်လင့်တာတော့အကြီးကြီးပေါ့နော်ဒါပေမဲ့ဟိုဘယ်လောက်ရမလဲလို့မင်းတော့ပေးသလောက်တော့ရမှာပေါ့အာဒီသချင်းထဲမှာကျွန်တော်သချင်း၁၀ပုံလုံးအားလုံးကြိုက်တယ်ဒါပေမဲ့ကျွန်တော်ဒီထဲမှာတော့ရိုက်ကိုရေးပိုင်းမှာကျွန်တော်အားထည့်ထားတာအချစ်သေးကြပါအောင်ထက်နဲ့အဲ့သချင်းကအရန်အောင်မြင်ရတဲ့သချင်းလေးပါအချစ်သေးကြပါသချင်းကိုကျွန်တော် ရိုက်ကွေးဘက်မှာနည်းနည်းလေးဆန်းဆန်းလေးပေါ့နော်အဲ့လိုပုံပုံစံလေးပုံစံဆန်းဆန်းလေးစိတ်ကူးထားပါတယ်တချင်းအားလုံးတော့ကြိုက်တယ်ကျွန်တော်ဟုတ်ကဲ့ တွဲဆိုတာမဟုတ်ဘူးဆိုပေမဲ့လည်းအတူတူတွဲလောက်ခဲ့တာမျိုးတွေတော့ရှိပါတယ်အဲဒါပေမဲ့သူပထမတစ်ခွေထွက်တယ်ပထမတစ်ခွေထွက်တယ်ပထမတစ်ခွေထွက်တဲ့တဲမှာလည်းကျွန်တော်ရေးတာပါတယ်အခုဒုတိယတစ်ခွေသူသူသူအကောင်းဆုံးစူးစမ်းပြီးတော့သူထွက်တယ်အဲ့မှာလည်းကျွန်တော်ရေးရပါတယ်ပြီးတော့ကျွန်တော်လည်းပါဝင်အားပြည့်ခွင့်ရတယ်ပြီးတော့ကျွန်တော်အကိုလည်းကျွန်တော်ကူညီခွင့်ရတယ်ကျွန်တော်အရင်ပြောတယ်အဲသူ့တော်လည်းအရင်ကူညီပါတယ်ဟုတ်ကဲ့ don't. ပရိသတ်တွေခုဆိုလို့ရှိရင်တော့ဒါဒေသန်ရှင်အောင်စော်ရဲ့ promotion ပွဲကိုတွေ့မြင်ခဲ့ကြတာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ဒါသူတို့တွေအနေနဲ့ဒါအခွေရောင်းချတဲ့အခါမှာလာရောက်ပြီးတော့အားပေးတဲ့ပရိသတ်တွေအတွက်ကန်ဆာမဲလက်မှတ်တွေကိုလည်းသူတို့နဲ့ညစာစားခွင့်ကန်ဆာမဲလက်မှတ်တွေကိုလည်းဖွင့်ပေါက်ပေးခဲ့တယ်ပြီးတော့ဒီမှာတခြင်းတွေလည်းတီးဆိုခဲ့တာကိုအားလုံးတွေ့မြင်ခံစားကြရမှာဖြစ်ပါတယ်ခင်ဗျာကဲဒီတော့ဒီနေ့မှာဆိုလို့ရှိရင်ပရိသတ်တွေကိုကျွန်တော်တို့ပွဲခန်းသားလေးတွေတောက်လျှောက်ပြောပြခဲ့တာဆိုတော့အာဒီတစ်ခါမှာဆိုလို့ရှိရင်ကျွန်တော်တို့အနည်းငယ်ဘောကောင်းကြီးစီစီရနေပြီးတော့တင်ဆက်ပေးနေကြကန်နာဖြစ်တဲ့သူတို့ဘာလုံးနေလဲဆိုထပ်ဆက်ပြီးတော့တင်ဆက်ပေးပြပါစီဗျာ ဟုတ်ဟိုလောလောဆယ်ကတော့ဒီကားကတော့တောက်လျှောက်ရိုက်နေတာပေါ့နော်အဲကားရိုက်နေတယ်ဂျားထဲမှာတော့အဲရုပ်ရှင်ကားကြီးတွေနောက်ကြော်ညာလေးတွေဗီဒီယိုလေးတွေအဲအဲ့ဒါလေးတွေရိုက်မှာပေါ့ဟုတ်ဟုတ်ကဲ့အခုဟိုပါပေါ့အမဒရိုက်တာခင်စောမျိုးရိုက်တဲ့ဟိုရုပ်ရှင်ကားကြီးပေါ့နော်ဝုံးပြစ်လိုက်မယ်ဆိုရဲဟာသဇက်ကားကြီးကိုရိုက်နေပါတယ်အခုလောလောဆယ်ဟုတ်ဟုတ်ကဲ့လက်လောကတော့ညီမအဲလိုင်းကြောင်ညာလေးရိုက်ဖြစ်တယ်နောက်စားတောက်ကုံကြောင်ညာလေးရိုက်ဖြစ်တယ်နောက်ပြီးတော့ရှိုးပွဲရှောက်ဖြစ်ပါတယ်ဟုတ်